တန့်ရှင်းတော်တမကျန်းစာ ပြန်လည်ရယူခြင်းကျမ်းမူတမဟောင်းကျမ်း36ကျမ်းဤအကြောင်းအရာများကဘာဝကျမ်းဤအကြောင်းအရာဖျားခင်ဖန်ဆင်းခဲ့ခြင်းစာတန်ဖြစ်စည်းခဲ့ခြင်းလူကြဆင်းသွားခြင်းနှင့်ယောဝါကဲ့တင်ရန်ဂတိပေးခြင်းထွတ်မြောက်ရကျမ်းဤအကြောင်းအရာ ခရစ်တော်သည်ဖျားလူမျိုးတော်အတွက်ရွေးနှုတ်ခြင်းကဲ့တင်ခြင်းနှင့် မဆထောက်ပံ့ခြင်းဖြစ်ပြီးဖျားခင်ကိုကိုးကွယ်ရန်နှင့်အစေခံရန်သူတို့အတွက်နီးလန်းဖြစ်ခြင်းသို့မှသာကိုတော်၌သူတို့သည်ဖျားခင်နှင့် တွေ့ဆုံရန်ဆက်တွေ့ရန်နှင့်အပြန်အလှန်ကိန်းဝတ်နေထိုင်ရန်အတွက်ဖျားခင်နှင့်အတူတကွတည်ဆောက်နိုင်မည်ဖြစ်ခြင်းဝိပ္ပယကျမ်းဤအကြောင်းအရာ ခရစ်တော်သည်ဖျားသခင်ရွေးနှုတ်ခံတို့ဤမိတ္တဟာယအမှုသန်းဆောင်ခြင်းနှင့် အတ္တတာ၌အရာခတ်သိမ်းဖြစ်ခြင်းစည်ရင်တော်ဝင်ကျမ်းဤအကြောင်းအရာ ခရစ်တော်သည်ဖျားလူမျိုးတော်ဤအသက်ဤအသိပ္ပယ်တသက်ခန့်ချက်အလဲဘဟု သူတို့ရဲ့ခီးစဉ်နှင့်တိုက်ခတ်ခြင်း၌ဥဆောင်သူလန်ခီးနှင့်ပန်းတိုင်တရားဟောရာကျမ်းဤအကြောင်းအရာဖျားလူမျိုးများသည် ကောင်းကင်ဆိုင်ရာနယ်နိမိတ်ထဲသို့ ဝင်ရောက်သွား၍ကိုရော်ရဲ့ကြွယ်ဝချင်းများကိုပါဝင်ဆက်ဆံနိုင်ရန်အလို့ငါသူတို့ရဲ့လမ်းညွန်သူနှိမ့်ခေါင်းဆောင်ဖြစ်တော်မူသောခရစ်တော်ယောရှုစာဆောင်ဤအကြောင်းအရာဖျားခင်ဤစီမံကိန်းကိုတည်ဆောင်ခြင်းအတွက်ကောင်းသောမြေကိုဣသရေလအမျိုးသားများတိမ့်ပိုက်ရယူခြင်းနှင့်ပိုင်ဆိုင်ခြင်းတရားသူကြီးစာဆောင်ဤအကြောင်းအရာ ဣသရေလမျိုးများကဖျားခင်ကိုစွန့်ပယ်ခြင်းသူတို့ရဲ့ယန္တူများရှိ၌ရှုံးနိမ်ကဆင်းရဲဒုက္ခခံစားရခြင်းနဲ့ဆိုးဝါးမှုဖြစ်လာခြင်းရူတာစာဆောင်ဤအကြောင်းအရာတပါအမျိုးသားအပြစ်သားများသည်ဖျားခင်ဤရွေးချယ်ခံဣသရေလမျိုးများနှင့်အတူခရစ်တော်ရဲ့ရွေးနှုတ်ခြင်းအဖြစ် ကိုရောနှင့်ပေါင်းစည်းခြင်း၌ဖျားဆိုင်ရအမွေအသေးတို့ခေါ်ဆောင်ခံရခြင်းဤ ြည့်စုံသောရုပ်ပုံကားချက်တိရှမွေနှစ်ရှမွေစာဆောင်ဤအကြောင်းအရာဖျားခင်ပေးအပ်တော်မူသော ကောင်းသောမြေကို မွေလျော်ဝမ်းမြောက်ရန်နီလန်းကို ပုံဖော်ပြထားခြင်းတိပယင်နှစ်ပယင်ဤအကြောင်းအရာဘယင်များအဖြစ်မြေကြီးပေါ်တွင်ဖျားဆာယာဘယင်အရက်အရာပျက်စီးယိုယွင်းခြင်းနှင့်ဖျားခင်ရဲ့ဖြောင်းမတ်သောဆက်ဆံဖြည့်ရှင်ခြင်းကြောင့် ဝန်내ဖွဲ့ရအဆုံးသက်ခြင်းနှင့်ဖျားခင်ဤစီမံကိန်း၌ဖျားခင်ဤအုပ်စိုးမှုဆိုင်ရာဆက်ဆံဖြည့်ရှင်းခြင်းရာဇဝင်ချုပ်ပထမစာဆောင်နှင့်ဒုတိယစာဆောင်ဤအကြောင်းအရာယူဒရှင်ဘရင်များကိုဖျားခင်ဆက်ဆံဖြည့်ရှင်းခြင်းဤအရေးကြီးသောအသေးစိတ်အချက်အချို့တို့ကိုတင်ဆက်ဖော်ပြခြင်းနှင့်အတူအာရမစာ၍ရှမွေလကိုဖျက်ကျော်ကဖန်းစည်းတင်သွာခြင်း ခံရမှအစ္စရေလူမျိုးတို့ ပြန်လာခြင်းအထိလူဤတမိုင်း၌ဘုရားသခင်လှုပ်ရှားလှုပ်ဆောင်မှုဤပြည့်စုံသောရာဇဝင်အစ္စရစာဆောင်ဤအကြောင်းအရဖန်စီတိန်သွာခံရမှအစ္စရေအမျိုးသားတို့ရဲ့ပြန်လာခြင်းနှင့်ကိုရောရဲ့စီမံကိန်းအတိုင်းမြေကြီးပေါ်တွင် ကိုရောဤတည်တည်ခံတော်မူချက်အတွက်ရွေးချယ်ခံလူများအလယ်၌ဖျားခင်ဤပြန်လဲရယူခြင်းအစပြုခြင်းအဖြစ် ဖျားခင်ဤအိမ်တော်ကို ပြန်လဲတိဆောက်ခြင်းနေဟာမိစာဆောင်ဤအကြောင်းအရာ ကိုရောရဲ့စီမံကိန်းပြီးမြောက်ပြည့်စုံရန်အတွက်ကိုရောရဲ့တသက်ခံတော်မူချက်အဖို့ဖျားခင်ဤရွေးချယ်ခံများအလယ်၌ပြန်လဲရယူခြင်းအဆက်အဖြစ်ယေရုရှလင်မြို့ရိုးကို ပြန်လဲတိဆောက်ခြင်းဧဒရစာဆောင်ဤအကြောင်းအရာ ကိုရောရဲ့ရွေးချယ်ခံများဖြစ်သောဣသရေလလူမျိုးကိုရွေးကောက်သောဖျားခင်ဤ သူတို့ကိုလျှို့ဝှက်စွာဂယုဆိုင်ရန်အတွက် ကိုကိုထင်ရှားစွာ ပြတော်မမူတော့ဖျားဖြစ်လာပြီးတပားအမျိုးသားပြည်၌ဖန်စည်းခံနေရစဉ်လျှို့ဝှက်စွာရှိနေတော်လဲထင်ရှားစွာကဲတင်ခဲ့ခြင်းယောဘစာဆောင်ဤအကြောင်းအရကိုတော်ရဲ့တန်ရှင်းသောသူကိုဖျားခင်ဤဆက်ဆံဖြည့်ရှင်ခြင်းဤအကြံစီ စာလံကျမ်းဤအကြောင်းအရာ ချီးမွမ်းခြင်းများဆုတောင်းချက်များနှင့်ရှင်လန်းခြင်းဖြင့်တည်စီရင်တခြင်းဆိုခြင်းမှသဆင့်ဘုရားခင်ကိုရှာဖွေသောဆက်တွေ့သောဘုရားဝတ်မွေလျော်သူများရဲ့စိတ်တော်ထားများခံစားချက်များထင်မြင်ချက်များနှင့်အတွေ့အကြုံများကိုထင်ရှားဖော်ပြခြင်းများတုတ်တန်ကျမ်းဤအကြောင်းအရာ လူသားအတ္တ၌မိတို့ပြုမူ ကျင့်ကြံရန်နှင့်သူတို့ရဲ့အကျင့်စာရိတ္တကိုမိတို့တည်ဆောက်ရန် လူများအားတွင်တင်ထားသောပညာစကားများဒေဒနာကျမ်းဤအကြောင်းအရာယိုယွင်းကြဆင်းသောလောက၌ရှိသည် လူသားအတ္တသည် အနန္တဖြစ်ကြောင်းလေနောက်တို့လိုက်ပါသွားကြောင်းပြတ်တသောရှလမုန်ဤတွင်တင်ခြင်းများတခြင်းတကာတခြင်းဤအကြောင်းအရာခရစ်တော်နှင့်တူးချင်းဆိုင်ရာယုံကြည်သူဤ ချက်ချင်းမြတ်တာဖြင့်မိဒါယဖွဲ့ခြင်း၌အစင့်စင့်တိုးတက်လာသောသွေးကြုံခံစားမှုကိုဖော်ပြထားသည့်အကောင်းဆုံးသောထိမ်းမြားခြင်း၌ရှိသည်ချက်ချင်းမြတ်တာတမိုင်းဟေရှာယစာဆောင်ဤအကြောင်းအရလူစားသည့်ခံခြင်းကားတိုင်းပေါ်အသေးခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းတက်ကြွခြင်းနှင့်ကြွလာမိခရစ်တော်မှသစဉ်ယောဝါရဲ့ကယ်တင်ခြင်း ယေရမိစာဆောင်ဤအကြောင်းအရဣသရေလူမျိုးနှင့်တိုင်းနိုင်ငံများအပေါ်ဖျားခင်ရဲ့ဆက်ဆံဖြည့်ရှင်ခြင်း၌ဖျားသခင်ရွေးကောက်ခံသူရဲ့အလဲဘဟုနှင့် အဝွန်အဝိုင်းအဖြစ် သူတို့ထံသို့ယောဝါဤဖြောင်းမတ်ခြင်းဖြစ်စေခံရသောခရစ်တော်မြည်တမ်းစကားဤအကြောင်းအရဖျားခင်ဤတန်ရှင်သောမြို့တော်နှင့်တန်ရှင်သောသူများအပေါ်ယေရမိဤဝန်းနေခြင်းနှင့် ချစ်ချင်းမြတ်တာထင်ရှားခြင်း ရေစကြေလစာဆောင်ဤအကြောင်းအရလူထံတို့ဘုံတော်၌ဖျားခင်ရဲ့ထင်ရှားခြင်းကိုတော်ဤလူမျိုးတော်နှင့်လူမျိုးတကတို့အပေါ်ကိုတော်ရဲ့စီရင်ခြင်းနှင့်မိမိကိုတော်တိုင်အတွက်ပြေဝစွာထင်ရှားခြင်းနှင့်အပြန်အလှန်ကိန်းဝတ်ရာဖြစ်သောကိန်းဝတ်နေထိုင်ရာကိုတည်ဆောက်ရန်အတွက် ကိုတော်ရဲ့ရွေးချယ်ခံလူများကိုပြန်လည်ရယူခြင်းဒံယေလစာဆောင်ဤအကြောင်းအရာ ဖျားခင်အဖြစ်ခွဲခတ်မှတ်သားထားတော့အစ္စရေလမျိုးတို့ရဲ့လမ်းဆုံးပန်းတိုင်တည်င်းဘက်80ဤအကြောင်းအရာများဟောရှေစာဆောင်ဤအကြောင်းအရာ ဖောက်ပြန်၍အယူလွဲသွားတော့အစ္စရေလမျိုးကို ပြန်လည်လက်ခံ၍ပြုပြင်ရယူခြင်း၌ကဲတင်ခြင်းသည်ဟုတော့ယောဝါအာမုတ်စာဆောင်ဤအကြောင်းအရာပြန်လည်ပြုပြင်ခြင်းဤရလက်နှင့်အတူအစ္စရေလမျိုးနှင့် ပဝင်းကျင်ရှိ လူမျိုးတို့အပေါ်တို့ယောဝါရဲ့စီရင်ခြင်းများဩပတိစာဆောင်ဤအကြောင်းအရာဧသောကိုယောဝါရဲ့ဆက်ဆံဖြည့်ရှင်ခြင်းနှင့်ယောဝါဤနိုင်ငံတော်အတွက်ယာကုပ်ဤအောင်မြင်ခြင်းယောနာစာဆောင်ဤအကြောင်းအရာယောဝါဤကယ်တင်ခြင်းသည်တပါးအမျိုးသားနေရနိနဝေမြို့တိုင်အောင်ရောက်ရှိခြင်းနာဟုံစာဆောင်ဤအကြောင်းအရာ စုံညစ်သောအာရှုရိပီဤမြို့တော်ဖြစ်သောနိနေဝေမြို့အပေါ်ယောဝါရဲ့စီရင်ခြင်းဟာဘကုတ်စာဆောင်ဤအကြောင်းအရဖြောင့်မတ်တော်ဖျားခင်ဤစီရင်ခြင်းသည်ရှေးဥစွာကလဒဲလူများအားဖြင့်ဣသရေလူမျိုးကို စီရင်ခြင်းနှင့်လူမျိုးတကာတို့ဖြင့်ကလဒဲလူများကိုစီရင်ခြင်းဇေဗနိစာဆောင်ဤအကြောင်းအရာ ဣသရေလမျိုးသားနှင့်တိုင်းနိုင်ငံများအပေါ်ယောဝါရဲ့စီရင်ခြင်းတဘာမျိုးသားနှင့်ဣသရေလမျိုးလူမျိုးကိုကိုတော်ရဲ့ကယ်တင်ခြင်းအာမင်ဇေဗနိစာဆောင်ဤအကြောင်းအရာဣသရေလမျိုးသားနှင့်တိုင်းနိုင်ငံများအပေါ်ယောဝါရဲ့စီရင်ခြင်းနှင့်တဘာမျိုးသားများနှင့်ဣသရေလလူမျိုးကိုကိုတော်ဤကယ်တင်ခြင်းဟဂဲစာဆောင်ဤအကြောင်းအရာအိန္ဒိုတိဆောက်ခြင်းအတွက်ဖန်စီခံရမှာ ပြန်လာသူများကိုယောဝါရဲ့ဆက်ဆံဖြည့်ရှင်ခြင်းဇာဂရိစာဆောင်ဤအကြောင်းအရသူတို့ရဲ့ဖန်စီသိမ်းသွာခံရခြင်း၌သူတို့ရဲ့စင်းရဲခံရခြင်းအဖို့ဖက်ဖြစ်လာခဲ့သည့်မျက်နာပြက်ခြင်းခံရတော့ခရစ်တော်ရဲ့ရွေးနှုတ်ခြင်းမှသင့်ကိုတော်ဤဆုံးမခံရတော့ရွေးချယ်ခံလူတို့ထံတို့ယောဝါရဲ့ချစ်ခင်ရင်းသီးတော့တတ်တာစေခြင်းနှင့်ဂရိတော် မာလခိစာဆောင်ဤအကြောင်းအရလေဝိသားများဣသရေလူတို့အလယ်ရှိယိပရောဟိတ်များနှင့်၎င်းယာကုပ်သားများဣသရေလူများနှင့်၎င်းယောဝါရဲ့ဆက်ဆံဖြည့်ရှင်ခြင်းအာမင်ဟာလေလုယာခင်ယေရှုတမဟောင်းကျမ်း39ကျမ်းဤအကြောင်းအရာများကို ကိုရောဒီဖော်ပြပေးတဲ့အတွက်ဖွင့်ပြပေးတဲ့အတွက်ကိုရောကိုယေရှုတင်ပါသည် အာမင်